မန္တလေးမြို့မှာအမြင့်၁၇ထက်ရှိတဲ့ Sky Villa Condo ငလျင်ကျောင်း Condo ခန်းတချို့မြေကြီးအောက်ကျုံဝင်ခဲ့ပြီး9ထက်သာကျန်ရှိတော့ကြောင်းမန္တလေးမြို့ကန်ဒီရဲ့ပြောကြားချက်အရသိရပါဗျ။အင်အားလုံးပြင်းထန်တဲ့ငလျင်ကျောင်းအဆိုပါ Condo အဆောက်အအုံဟာမြေရက်ကစပြီးမြေကြီးအောက်ကျုံဝင်ခဲ့ခြင်းဖြစ်ကလူတည်ဆုံးမှုတွေလည်းဖြစ်ပွားခဲ့ပါဗျ။ကျွန်တော်အမိနဲ့တမီးလေးနှစ်ယောက်ရဲ့အလောင်းတွေတဲထုတ်ကူပေးပါအောင်လို့လူမှုကွန်ရက်တုံးစတူကရေးသားထားပါတယ်။ဒါပြင်လူပြဆုံးမှုတွေလည်းဖြစ်ပေါ်နေပြီးလက်ရှိအခြေအနေအဆက်အသွယ်မရသေးသူတွေလည်းရှိနေကြောင်းသိရပါတယ်။ ကျွန်တော်တငယ်ချင်းစီမံ2000ဘတ်ကဒေါက်တာထွန်းမြင့် Sky Villa လေးလော်မှာလာသားအရွယ်ကလေးအပါမိသားစုလိုက်နေပြီးအခုထိအဆက်အသွယ်မရတော့ပါတိုက်ရှိကကေဇေးရေဖို့ရေပြတတ်ကြရလူတချို့ကိုလမ်း60 28လမှာရှိတဲ့ဈေးရုံကိုပို့ဆောင်ထားကြောင်းသိရတဲ့အတွက်ဆေးအဝန်ကြီးကိုမောင်နှမရီ တွေးရှိပါကအကြောင်းကြားပြီးတောင်းပန်အပ်ပါတယ်လို့လူမှုကွန်ရက်32တူကရေးသားထားပါတယ်အဆိုပါကွန်ဒိုဟာအမေဒါဇန်မြို့နယ်လမ်း60 22လမ်းနဲ့23လမ်းကြားမှာတည်ရှိပါတယ်အဲဒီကွန်ဒိုပျက်စီးမှုတွေနဲ့ပတ်သက်ပြီးဆက်လက်သိရှိရသမျှကိုထပ်မံဖော်ပြပေးသွားမှာဖြစ်ပါတယ်